မင်္ဂလာပါကျွန်တော်အောင်ဟိမ့်ပါ Mobile Generation Training Center လို့ခေါ်တဲ့ MGTC ရဲ့ Mobile Hardware University လို့ခေါ်တဲ့ MHU ရဲ့အဲ့နှစ်ခုမှာပူးတွဲတည်ထောင်သူဖြစ်တဲ့နောက်ပြီးတော့ Hardware သင်ကြားခဲ့တဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်လက်ရှိလဲကျွန်တော်နည်းလှည့်ပြီးတော့ကျွန်တော်တို့ရက်တူသင်တန်းတွေသင်ပေးပါတယ်အခုလက်ရှိကျွန်တော်ရှင်းပြမယ့်အကြောင်းအရာဒီကျွန်တော်စာအုပ်ထဲမှာရှင်းပြထားတဲ့5 MPR Supply အဲ့ဒီ 5MB supply အသုံးပြုနည်းဒီကောင်ဗီဒီယိုဖိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှင်းပြမှာဒီ 5MB အသုံးပြုနည်းဗီဒီယိုဖိုင်မှာဟုတ်ပြီကျွန်တော်တို့ဒီ 5MB ဆိုတဲ့ကောင်မှာ power အဖွင့်ပဲ cloud တခုပါတယ်ဒီ 5MB ကိုဘယ်နေရာမှာတုံးကြမှာလဲဟုတ်ကဲ့ကျွန်တော်တို့ power ဖွင့်လိုက်တယ်ဒီမှာ board ချိန်တဲ့နေရာ data current ချိန်တဲ့နေရာကျွန်တော်ဒီလက်ရှိ ျွန်တော်တို့ voltage current ကိုလိုသလိုချိန်လို့ရတယ် adjust ချိန်လို့ရတယ်အမျိုးအစားကိုသုံးတယ်ပြီးတော့ဒီထက်မှာ coin type coin တုံးပါတဲ့အမျိုးအစားကိုကျွန်တော်သုံးတယ် electronic တမတရားဖြစ်တယ်ဒီအတွက်ကျွန်တော်တို့ကဒီပစ္စည်းတွေမှာပြင်ရလွယ်တယ်အမျိုးအစားမျိုးပဲသုံးတာများပါတယ်ဒီပုံကြီးကအလေးကြီးပါ low star ဆိုတဲ့ဒီကောင်တော်တော်လေးပါတယ်ဒီနောက် 5mb မှာဘယ်လိုသိလဲဆိုရင် LB 305D ဆိုတာဒီနောက်ဆုံး9နဲ့ဆုံးရင် 5mb ရပါဒါလို့3010ဆိုရင် အကောင် 10mb ရပါ 3020ဆိုရင်တော့ 20ampere ဖြစ်တော့တယ်သို့တော့လက်ရှိကျွန်တော် 5ampere ပဲသုံးပါတယ်ဒီ 5ampere ကိုကျွန်တော်ဒီကသုံးရတဲ့အကြောင်းရင်းကကျွန်တော်တို့ short ရှာတဲ့အချိန်အရန်သုံးဝင်လို့ပါဟုတ်တယ်ကျွန်တော်တို့ battery အပေါင်းနှုတ်ချိန်လိုက်တယ် supply ဒီ circuit ဘုတ်ပြမှာအပေါင်းနှုတ်ချိန်လိုက်တယ်အပေါင်းနှုတ်ချိန်လိုက်တဲ့အချိန်မှာခုန 1ampere 2ampere တွေနဲ့ချိန်လိုက်လို့ရှိရင်အတန်မြည်ပြီးတော့ကျွန်တော်လက်တန်လေးတွေတက်လိုက်ကြလိုက်ဖြစ်တယ်ပြင်ပြုတ်ကြတယ်ဒါမှမဟုတ်ရင်လက်တန်တွေအများကြီးဆွဲသွားတယ် MBA လက်တံကိုကျွန်တော်ဆိုလိုချင်တာအဲ့လိုအများကြီးဆွဲသွားတယ်။သူကတံမိုးကြီးပြောင်းသွားတယ် MBA လက်တံကြီးဆွဲမယ်တက်လိုက်ကြလိုက်ဖြစ်မယ်အတန်လေးမြည်နေမယ်အတန်လေးတီတီနဲ့မြည်တယ်။ဒါမျိုးဖြစ်လာပြီဆိုတာရှော့ကြတဲ့စာကိလို့ပြောလို့ရတယ်။ customer လာတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ရေဝင်လာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဘက်ထရီထိုးလိုက်တဲ့အချိန်မှာဘက်ထရီဖောင်းသွားတာရှိတတ်ပါတယ်။အဲ့ဒါမျိုးဆိုရင်ဒါဒီ short circuit ဖြစ်တဲ့ခေါ်တယ်အဲ့ဒီ short ကိုရှင်းနိုင်ရင် power ပြန်လို့လာတာများပါတယ် short ဖြစ်နေတဲ့အချိန်မှာ power သေးတယ် short ရှင်းနိုင်ရင် power ပြန်လို့တယ် ဘူဒ္ဓတာတစ်ခုအနေနဲ့ပြောမယ်ဆိုရင် line မမီတဲ့နေရာတွေမှာဖုန်းထဲမှာပါတဲ့ PA လို့ခေါ်တဲ့ power amplifier အရင်လှုပ်လို့ရတယ်။အဲ့ဒီ PA လေးကပြတ်သွားပြီးတော့ short ဖြစ်နေတဲ့အချိန်မျိုးမှာဆိုရင် power မလာတော့ဘူး။ဥပမာကျွန်တော်တို့ Oridu ကတုံးလို့ရတယ်ဒီဒီ coupback ကလေးတွေမှာဆိုရင်အဲ့လို error ဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ battery ထိုးလိုက်တာနဲ့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ battery ဖောင်းလာတဲ့အတိုင်းမျိုးဂျုံတတ်တယ်လုံးဝ power မလာပါဘူး။ supply နဲ့တက်လိုက်လို့ရှိရင်အတန်မြည်တယ်။ power ကတော့မလာဘူး။ amp ရတွေအများကြီးဆွဲသွားပါတယ်။ MP ဆိုတော့လက်ရှိကျွန်တော်ပြထားတဲ့ supply မှာဆိုရင်ဒီဘက်က A လို့ရေးထားတာ MP ရဒီဘက်က4ပါ V နဲ့ရေးထားတာ VOLT 4ပါတူလဲပုံမှာ VOLT 4ဖို့မှာတော့ VOLT လို့ရေးလဲအတူတူပဲ VOLT G ရေးလဲအတူတူပါပဲ Voris နဲ့ Garen လို့သုံးတာပါဟုတ်ပြီကျွန်တော်တို့ပြောကျင်တဲ့အထိပ္ပယ်ကတော့ short ကြနေတဲ့ PC တွေ short ကြနေတဲ့ဖုန်းတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကောင်းအောင် short ရှင်းတဲ့အချိန်မှာ 5MB supply ကအရင်သုံးဝင်ပါတယ် အဲ့တော့ 5bia supply နဲ့ short ရှင်းမယ်ဆိုပထမအောင်ဆုံးဘာလို့လဲဆိုရင် short ဖြစ်နေတဲ့ circuit ပြားလေးခြိုင်ထားရမယ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ supply board မှာ4.2 4.3ချိန်ရပါတယ်ဒီဘက်ကညာဘက်ကအတုံးနှစ်တုံးဒီဘူဒီအတုံးမှာဘူချိန်နဲ့အတုံးနှစ်တုံးမှာဒီကောင်ဒီနှစ်တုံးကဘူချိန်တာပါဒီဘက်ကနှစ်တုံးကကျွန်တော်တို့ current ကိုချိန်တာပါကျွန်တော် short ရှာနေပြီတခြားသူတွေနဲ့တူချင်မှတူလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဆရာတယောက်ချင်းစီတိုင်းမှာ short ရှာတဲ့နည်းစနစ်တစ်ခုစီရှိကြတယ်ကျွန်တော် short ရှာနေရလွယ်ပါတယ်နံပါတ်1 ဒီလိုမျိုးဘက်ထရီတန်းဖြစ်သွားတဲ့ short ပေါ့ဘက်ထရီတန်းဖောင်းလာမယ်ဒါမို့ရင်အပေါင်းနှုတ်တက်လိုက်တာနဲ့အတံမြည်နေမဲ့ short မျိုးဆိုရင်ကျွန်တော်တို့ကပိုးရိတန်ဖို့4.2လောက်ချိန်ထားပါတယ်ဒါကျွန်တော်ပိုးညှိလိုက်တာပါ4.2ဖြစ်သွားတယ်နည်းနည်းထက် short ရင်4.1လောက်ဖြစ်လို့ရတယ်ဒါတဒီတော့တော့ဘာလို့ထည့်ပေးထားတာလဲဆိုရင်ဒီညာဘက်ကအတုံးကလှည့်လိုက်ရင်သူကပိုးတံမှုပြောင်းလဲမှုအရင်မြန်ပါတယ်အခုချက်ချင်း6ဖြစ်သွားတယ်လှည့်လိုက်ရင်7ဖြစ်သွားတယ်အဲ့တော့ချက်ဆိုတဲ့အတန်လေးကြားလိုက်တယ်ဆိုတာဒါဒီထက်က really ပြောင်းချိတ်သွားတဲ့အတန်ပါ ကျွန်တော်တို့ဒီကလိုချင်တာ4.2ပါဒါကြောင့် short လိုက်တယ်ကျွန်တော်နည်းနည်းထပ် short လိုက်တာနဲ့တန်ဖိုးအရင်ပြောင်းသွားတယ်4.3ဒါဒီမှာလိုက်ပြီးချိန်နေလို့မရတော့ဘူးဘာကြောင့်ဒီလန်ဒီတန်ဖိုးအရင်ပြောင်းလဲတဲ့ဒီခလုတ်ကဒါအကျမ်းမြင်ချိန်ရင်ဒီ course COURS course ဆိုအကျမ်းချိန်တာပါအကျမ်းချိန်တာပြီးရင်အချောချိန်တဲ့ချိန်ကျရင် FINE fine နဲ့ချိန်ပေးရတယ်ဒါကြောင့်ကျွန်တော် fine ဆိုတဲ့နေရာလေးမှာကျွန်တော်သွားပြီးတော့ fine clone လေးကိုကျွန်တော်လှည့်ကြည့်ပါတယ်4.2တိကျရတယ်4.1လိုချင်ရင်လည်းနည်းနည်းလှည့်လှည့်လိုက်လို့ရှိရင်ရပါတယ် 4.0လည်းချိန်လို့ရတယ်ကျွန်တော်ရှင်းလိုက်တယ်4.2ပြန်ချိန်ပြပါမယ်ကျွန်တော်ဒီလိုသွားတယ်ဒါကြောင့်အကျန်းချိန်ရင်ကိုစနဲ့ချိန်မှာအချောချိန်ရင်ဖိုင်နဲ့ချိန်မှာဒါဘိုးချိန်နဲ့နှိပါ supply မှာ4.2ဘိုးချိန်တာပါဘာကြောင့်လဲဆိုတော့ဖုန်းတွေပြီး3.7လောက်ကနေ4.2လောက်ထိအကျန်းမြင့်လက်ခံလို့ပါ tablet တွေဆိုရင်ဒီဘိုးထက်ပိုပြီးတော့ချိန်ပေးရတယ်ကျွန်တော်တို့ဆိုရင်5.5လောက်နှိပါလောက်ထိရှားလို့ရတယ်အခုလက်ရှိဒီ current ကိုကျွန်တော်စဉ်းစားပြမယ် ကားရမ်းမှာလည်းအဲ့လိုပဲ cost နဲ့ fine နဲ့ဆိုရင်နှစ်ခုလာတယ်ဒါဆို cost ဆိုတာအကျန်းချိန်တာ fine ဆိုတာအချောချိန်တာဒီ current demo ပါအဲ့ရှိကျွန်တော်ဒီ current clock လေးကိုလှည့်ပေးမယ်ဒီ current clock လေးကအလုံးမလုံးဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ phone circuit နဲ့တက်မထားလို့ပါ current ဆိုတာလက်ရှိကျွန်တော်တို့ဘာဖြစ်တဲ့ချိန်လဲဆိုတော့ circuit တက်လိုက်တဲ့အချိန်မှာမှာ current ဆွဲတာပါဒီထဲကိုလျှက်စီးချောင်းဖြတ်စီးသွားတယ်ဆွဲသွားတဲ့ပမာဏကိုဒီမှာပြတာပါ လက်ရှိကျွန်တော်တို့က current ကိုမတုံထားတဲ့အတွက်သူက current တန်မှု0ဖြစ်နေတယ်။ဟုတ်ပြီဒါဆိုကျွန်တော်တို့ဘယ်လိုချိန်မလဲလွယ်ပါတယ်။ဒီဘက်ဒီ sign ဆိုတဲ့ကောင်လေးမှာတဝက်ဒါမှမဟုတ်အစုံတစ်ချိန်ထားလိုက်ပါ။ cos ကိုကြာတော့လုံးဝ short ချလိုက်ပါ။ short ချမဲ့လူတွေကဒီသဘောတရားကိုသိဖို့လိုတယ်။ current ကိုကျွန်တော်တို့က sign မှာကျွန်တော်အစုံတစ်တင်ထားတယ်။ဒါကြောင့် current နည်းနည်းစီးနေလိမ့်မယ်။ cos မှာလုံးဝ short ချတဲ့အတွက် current ကလုံးဝနည်းနည်းလေးပဲစီးမယ်အများကြီးမစီးပါဘူး။ဒီချိန်မှာကျွန်တော်တို့မလုပ်ရမလဲဆိုရင် ဒီဘီတာလက်တန်အနီးနဲ့ကိုမှန်အောင်တက်ရမယ်အဲ့တော့ဒီအနက်ဆိုတဲ့နေရာနဲ့ဒီအစိမ်းနေရာတစ်ဆက်တည်းပါဒီထဲမှာဒီအနက်က ground လို့ပြထားတယ်အနီးကအပေါင်းမှာတက်လိုက်တယ်ဒီထိပ်မှာကျွန်တော်တို့ဘယ်လောက်ထွက်နေမလဲ4.2ထွက်နေမယ်ဒီပုတ်ပြားဒီကောင်းတယ်မကောင်းကျွန်တော်တို့မသိဘူးသို့တော့ short ရှိနေတဲ့ပုတ်ပြားဆိုရင်အပေါင်းတော့တက်လိုက်တာနဲ့ဒီကောင်ကဘာဖြစ်နေမလဲဆိုရင်ဟောဒီ A ဆိုတဲ့တန်ဖိုးလေးပြောင်းသွားမယ်တန်ဖိုးပြနေလိမ့်မယ်မြများဆွဲလေလေ short ကြတာများလေလေပဲ short ကြီးတယ်ဆိုရင်ရှားတာလွယ်တယ်တကယ်လို့ short ကအရင်သေးနေတယ်ဒီနံပါတ်ရှိတဲ့ dampoling နည်းနည်းလေးပဲပြနေတယ်ဆိုရှားခတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နံပါတ်1ပူချိန်မယ်နံပါတ်2ကားရက်မှာဒီ fine ကိုအဆုံးထိတင်မယ် coarse ကိုအဆုံးထိ short မယ်ပြီးကမှကျွန်တော်တို့ဒီပေါင်းနှုတ်မှန်အောင်တက်ကြည့်မယ်ပေါင်းနှုတ်ပြောင်းပြန်တက်ရင် short ဖြစ်ပါတယ် short တင်ကြတာပဲပြပါတယ်ပေါင်းနှုတ်မှန်အောင်တက်မယ်လက်ရှိဒီပုတ်ပြား short မရှိပါဘူး short မရှိဘူးဆိုရင်ကျွန်တော်တို့ဒီ MPR ကိုကြည့်လို့ရတယ် MPR လုံးဝမစွဲပါဘူး အပီယာနည်းနည်းဆွဲသွားတယ်ဆိုရင်ရှော့ရှိနိုင်ရေများသွားပါပြီတော်တော်လေးဆွဲပြီဆိုတော့ရှော့များတယ်အရန်ဆွဲသွားရင်တော့တန်ဖိုးတွေဒီဘောတန်ဖိုးကြီးကြီးပဲတန်ဖိုးများလေးလေးရှော့ကြီးလေးလို့မှတ်ထားလိုက်ရင်အဆင်ပြေတယ်ရှော့ဖြစ်ရင်ဒီလိုတတ်ထားလိုက်မယ်ကျုပ်လက်နဲ့ပူတဲ့လုံးကိုလိုက်ဆမ်းပါတယ်ကိုဘက်ဒီဘက်အကုန်ဆမ်းရတယ်ဒီလိုမျိုးပူတဲ့လုံးကိုလက်နဲ့လိုက်ဆမ်းတယ်မတွေ့သေးဘူးကျွန်တော်တို့အမ်ဘီယာနည်းနေသေးတယ်ဆိုရင် အကြမ်းမှကျွန်တော်တို့ဒီအမ်ဘီယာလေးကိုလည်းနည်းတင်ပါတယ်ပြီးရင်ထပ်ဆမ်းပါတ ီမှာတန်ဖိုးလေးများလာမယ်မများလာသေးရင်ကျွန်တော်ထပ်တင်မယ်ပြီးရင်ကျွန်တော်ပူတဲ့နေရာကိုအဲ့လိုပဲလိုက်ပြီးတော့ဟိုဘက်ဒီဘက်လိုက်ဆန်းရမှာဒီလိုဘယ်နေရာမှာပူတယ်လဲ IC လေးတွေပင်နာ IC လေးလိုက်ဆန်းကြည့်ရတယ်။ဒါပြောပူတယ်နားတစ်ဝိုက်ကတော့ကျွန်တော်တို့တိမှာပါပဲ။အဲ့တော့မတိသေးရင် ampere ကိုတင်အဲ့လိုတဖြည်းဖြည်းချင်းတင်ပြီးဆန်းရမှာအဒီအဆုံးထိတင်နေထိမှမတွေ့ရင်တော့အဆင်မပြေပါဘူးဒါပေမဲ့လက်ရှိအဆုံးထိတင်လို့မတွေ့တဲ့ short လည်းတော်တော်ရှားပါတယ်မရှိဘူးမဟုတ်ပါဘူးရှိတယ်ရှားတယ်လို့ပြောတာပါဟုတ်ပြီဒါဆိုစောကြီးကအဆုံးထိတင်လိုက်ရင်ဘာဖြစ်မလဲ ျွန်တော်ဆိုလိုတဲ့အိဗယ်ကဒီတုံးလေးတစ်လုံးရှော့ကြနေတယ်ပေါ့အဲ့ဒီလိုအနေထားမျိုးမှာဒီ DRC လေးကျွန်တော်နမူနာပြခြင်းနော်ဒါလေးတစ်လုံးရှော့ကြနေတယ်အဆုံးထိတန်းတင်ထားရင်အဲ့ကောင်မီးပါလောင်တဲ့တခါလေးကြရင်အဲ့ချိန်မှာလက်နဲ့သွားကင်တယ်ကျွန်တော်လက်ပေါ်မှာအကွက်ကြီးတွေဖြစ်သွားတယ်လက်ပေါက်သွားပါတယ်ဒီကိစ္စမျိုးကျွန်တော်တို့ကြာခဏ line ပေါ်မှာတင်တာတွေ့ဦးပါတယ်သို့တော့ကျွန်တော်အဲ့လိုအထိမရှာပါဘူးလက်ပုံရင်ကျွန်တော်တို့မကြိုက်ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီကောင်လေးကိုဆိုးရရှော့ထားတယ်။နည်းနည်းတင်တယ်ကျွန်တော်ပူယုံလောက်ကိုဆမ်းမိရပြီ ူတဲ့နေရာတော့တွေ့ပြီဟေ့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဒီနားတော့ဝိုက်ပူနေမှာပါဘယ်လုံးမှတိကျမသိပါဒါပေမဲ့ကျွန်တော်တို့ကအဲ့ထဲမှာမှာပူတယ်လုံးသုံးလုံးတွေးခိုင်းရင်ပထမအောင်လို့ပူတယ်လုံးအောင်ပဲဖြုတ်မှာပါ။ဒါဆိုရင်ဘာဖြစ်လဲဆိုတော့ဘယ်လုံးရင်ပူလဲဆိုတာကိုလက်နဲ့ဆန့်ကြည့်လို့မသိတော့ပါဘူး။ဘယ်လုံးကအပူဆုံးလဲဆိုတာလည်းတကယ်တော့မသိဘူး။ဘာကြောင့်လက်ကမျက်နှာပြင်ပြင်အရင်ကြည့်လို့ပါထီးတယ်မျက်နှာပြင်။ဒါကြောင့်ကျွန်တော်လက်မအစားလက်ညှိုးလေးပြောင်းဆန်တယ်။မရရလက်တန်းလေးနဲ့ပြောင်းဆန်တယ်။ မဲကကျွန်တော်နှက်ခမ်းလေးနဲ့ကတ်ကြည့်ကြတယ်။ဒါမဲ့ကျွန်တော်တို့အိမ်သားရေးတဲ့ကြားထားတဲ့ဟာတွေဒီလိုမျိုးလုံးမျိုးတွေကြားရတော့ဒါမသိတော့ပါဘူးစပဲတမအတွက်။ဒါဆိုကျွန်တော်တို့ကဒီမှာဘယ်လုံး short ကြရတာရှိတယ်လဲ short ကြတဲ့လုံးကိုရှားမယ်ဖြုတ်ရမယ်။အဲ့လိုလုပ်ဖို့အတွက်ကိုနံပါတ်1ခဲငွေရိုက်တတ်ဖို့လိုတယ်။ပူနဲ့တဝိုက်ကိုအရင်တွေ့အောင်လက်နဲ့လိုက်ဆန်းကြည့်ရတယ်။ပူတဲ့တဝိုက်တွေ့ရင်ခဲငွေရိုက်တယ်။အဲ့လိုခဲငွေရိုက်ပြီးတဲ့အချိန်မှာကျွန်တော်တို့မလုပ်ကြည့်ရလဲဆိုရင် supply ဒီအပေါင်းနှုတ်ပြန်တက် MPR ကိုဖြည်းဖြည်းချင်းတင်ပြီးထိုင်ကြည့်နေရတယ်။ ူလာတဲ့ကောင်လေးသည်အရေးပြော်သွားမယ်ပထမအောင်ဆုံးရေပြော်တဲ့ကောင်လေးသည်ကပက်စတာတို့ဒိုင်အိုတို့ဆိုရင်ဖြုတ်ချလိုက်ရတယ်အဲဒီကလေးအဲ့လိုပူလာတဲ့ကောင်လေးသည် IC ဆိုလို့ရှိရင်လည်းဖြုတ်ပြီးတော့အသင်းနဲ့လဲပေးရတယ်ပြန်တက်เสียရမလို့လားဆိုလို့ကပက်စတာနဲ့ကျွန်တော်တို့အဲ့ဒီဒီ ESD လို့ခေါ်တဲ့ဒိုင်အိုလေးတွေပေါ့ TVS ဒိုင်အိုလို့လည်းခေါ်တယ် ESD လို့လည်းခေါ်တယ်အဲ့ဒိုင်အိုမျိုးလေးတွေဆိုပြန်တက်เสียရမလို့ပါဘူးအဲဆိုလို့ကျင်တာ C တချို့နဲ့ C လေးတွေနဲ့ ဒီလေးတချို့ကို ပြန်တက်เสียမလို့ဘူးကျန်တဲ့ပစ္စည်းတွေဆိုရင် ဖြုတ်လိုက်ရင် short ပြုတ်ပါတယ်သို့တော့အလုပ်ပါမလုပ်တော့ဘူးဥပမာကျွန်တော်ဆိုလိုတာ charging IC short ကြနေတယ်ဖြုတ်လိုက်တယ် charging မရတော့ဘူး power တော့ပြန်လာနိုင်တယ်အဲ့လိုဆိုလိုတာဒါကြောင့်ကျွန်တော်တို့ကပစ္စည်းတစ်ခုဖြုတ်ခဲ့ရင် short ကြနေရင်ဖြုတ်ပြရမယ်ပြီးရင်အသင်းနဲ့လက်တက်ပေးရပါမယ်ကျွန်တော်ပြောတာနည်းနည်းလေးများသွားပါတယ် supply မှာ4.2ချိန်ပဲဒီ MBR ဒီဘိုးမှာ4.2ချိန်နဲ့ MBR မှာကျွန်တော်တို့ကဘာလုပ်လဲဆိုလို့ရှိရင်အမြင့်ဆုံးဒီ5ကိုအဆုံးထိချိန် ဒီ course ကိုအဆုံးဖြတ်ချပြီးကမှဒီကဖြည်းဖြည်းချင်းတင်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 ပြီးတော့ပူရလုံးကိုလည်းနှစ်လိုက်ဆန်းမတွေ့သေးရင်ထပ်တင်ပြီးတော့မှဆန်းမတွေ့သေးရင်ထပ်တင်ပြီးဆန်းပူရလုံးတွေ့ရင်ထပ်မတင်ပါနဲ့တော့အဲ့ဒီချိန်မှာထားတာပါပြီးတော့မှကျွန်တော်ဒီပုံပြားကိုဖြုတ်ပါဒီပူတဲ့နားတစ်ဝိုက်ကိုမလုပ်လို့ဆိုရင်ခဲငွေ့ကြိုက်တယ်လို့ခေါ်တယ်ထင်းယူစီခဲလေးပေါ်မှာကျွန်တော်တို့ခဲကောင်းနဲ့ထိုးပြီးတော့မှအငွေလေးထွက်လာတာကိုရိုက်တာပါနောက်ပိုင်းမှာဒါကိုထင်းယူစီငွေရိုက်တယ်လို့လည်းခေါ်တယ်။ဒါကြောင့်အခေါ်ဘောသုံးနှုံးနေမှာကျွန်တော်တို့အကုန်လုံးသိထားဖို့လိုတယ်။ကျွတ်ထင်းယူစီငွေရိုက်တယ်ပြောတယ်၊ကျွတ်ခဲငွေရိုက်တယ်ပြောတယ်။ ကိုကြိုက်တဲ့အသုံးနှုန်းအသုံးလို့ရတယ်ဒါပေမဲ့ဘယ်သူပါပြောပြောနားလည်ဖို့အတွက်အသုံးနှုန်းတွေသိထားဖို့လိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာခင်ငွေရလိုက်တယ်ရိုက်လိုက်ပြီးတဲ့အချိန်မှာအပေါင်းနှုန်းဒီကောင်လေးကဖြုတ်ပြီးတော့ရိုက်တာပါရိုက်ပြီးတဲ့အချိန်မှာအပေါင်းနှုန်းပြန်တက်လိုက်တယ်ကျွန်တော်ဆိုလိုချင်တာဒီကျိုးလေးတွေကိုကျွန်တော်တို့ကဆော်ရီကဒီငုတ်ကလေးကိုဒီလိုဖြုတ်ထားလိုက်တယ်ဒီငုတ်ကလေးဖြုတ်ထားဖြုတ်ပြီးကမှခင်ငွေရိုက်တာပါရိုက်ပြီးကမှဒီမှာပြန်တက်မယ်တက်ပြီးပူတဲ့လုံးလေးအရေးပြောသွားတာတွေ့လိမ့်မယ်မျက်လုံးနဲ့ထိုင်ကြည့်နေရုံပဲအရေးပြောသွားတဲ့အတုံးကိုဖြုတ်ချလိုက်ပါရှော့ပြုတ်သွားဖို့များတယ် မပြုတ်သေးရင်ကျန်တာဆက်ရှာပါဒီနေ့တိုင်းသွားလို့ရတယ်။ဟုတ်ပြီဒါဒီအပေါင်းနှုတ်တက်လိုက်တာ ਨੇ တက်ဖြစ်တဲ့ short ပါဝါသေးနေတဲ့ short အဲ့ဒါတန်တက်လိုက်တာ ਨੇ တန်ဖြစ်လို့ဒီကောင်ဒိုက်ရိုက် short လို့ကျွန်တော်တို့ကသုံးကြတယ်။အဲ့ဒီဒိုက်ရိုက် short တန်ဖို့မှာအရန်နဲ့ရင်မီလီ short များသွားရင်ကျွန်တော်တို့ကအဲ့ဒီကောင်ကြတော့ short ကြီးတယ်လို့သတ်မှတ်တယ်။ဒါမဲ့ဒိုက်ရိုက် short ပါပဲ။ဒိုက်ရိုက် short တွေဒီကျွန်တော်တို့ပတိဖောင်းတတ်တဲ့ရှားရတာလွယ်ပါတယ်။ပါဝါခလုတ်နှိမ့်မှထွက်လာတဲ့ short ကို output short လို့ခေါ်တယ်။ ချို့ short တွေကကျွန်တော်တို့သက်ဆိုင်ရာ function တစ်ခုလုံးမှထွက်တယ်ဒီကောင်ကျွန်တော်ကတော့ဒီ second output short လို့ခေါ်မယ် functional short လို့လည်းခေါ်လို့ရတယ်ဒီလိုအပေါင်းတို့တက်လိုက်တာနဲ့ MB ကနည်းနည်းလေးပဲဆွဲနေပြီပူတယ်လုံးရှာမရဘူးဆိုရင်အဲ့ဒါကို milli short လို့ခေါ်ပါတယ် short အသေးစားလို့ခေါ်တာပါ mini ပဲဖြစ်ဖြစ် milli ပဲဖြစ်ဖြစ် milli ဆိုတာတန်ဖိုးသေးတာကိုဆိုလိုတာ mini ဆိုတာကတော့သေးတာကိုဆိုလိုတာပါအဲကြောင့်စကားအသုံးနှုန်းမှာကျွန်တော်တို့စာပြစ်သမားတွေဒီတခြားနိုင်ငံကနေအသုံးနှုန်းတွေယူသုံးရတဲ့အတွက်မီနီဖြစ်ဖြစ်မီလီဖြစ်ဖြစ်ရပါတယ် supply ဘောင်းလုံးတက်မယ်။ ambient နည်းနည်းလေးဆွဲနေမီလီရှော့ခေါ်တယ်။ battery အားစားတဲ့ရှော့မျိုး။အမှ hardware software နှစ်ခုထပ်ခွဲလို့ရတယ်။ software ကြောင့်ဖြစ်တာလား hardware ကြောင့်ဖြစ်တာလားဒီဘိုင်းတွေကိုနောက်ပိုင်းကျွန်တော် group ထဲမှာဆက်ပြီးသင်ပေးပါမယ်။တက်လိုက်တာနဲ့ ambient အများကြီးဆွဲနေတော့ဓာတ်ရိုက်လျှော့ပါ battery တွေဖောင်းလာနိုင်တယ်။ power သေးနေတတ်တယ်။ကျွန်တော်ပူနေတဲ့တစ်ဝိုက်ကိုရှာမယ်ခင်းငွေရိုက်မယ်။အပေါင်းနှုတ်မှန်အောင်ပြန်တက်မယ်ပြီးသွားရင်ပူတဲ့လုံလေးရှာဖြုတ်လိုက်မယ်ကောင်းသွားတတ်တယ်။ ်ပါဝါ IC ပုံနေလို့ဖြုတ်လိုက်ပြီးရင်တော့ပါဝါ IC အသင်းနဲ့ပြန်လဲပြရမယ်ဒါမှပါဝါပြန်လာမှာပါဒါလောက်ဆိုရင် define MB က3နဲ့2ကိုအချင်းချင်းတိမယ်လို့ကျွန်တော်ယုံကြည်တယ်ပြန်ရှင်းပြပါမယ် define MB ကမှကျွန်တော်တို့ဒါပါဝါခလုတ်ပါဖွင့်ပိတ်လုပ်လို့ရပါတယ်ဒီပါဝါခလုတ်ဖွင့်ပိတ်လုပ်ပြီးတဲ့အချိန်မှာဒီဘက်ညာဘက်က2တောင်းဟာဖိုးချိန်တာပါလိုလိုချိန်လို့ရတယ်တိုးတော့ဒီဘက်ကလည်းရန်တန်ဖို့ပြောင်းလဲလွယ်တဲ့ကောင်အဲ့တော့ဒီကောင်နည်းနည်း short ထားလို့ရတယ် အကြမ်းမြင့်တန်ဝန်လိုချင်တဲ့တန်ဖိုးနာရောက်ပြီဟေ့ဆိုရင်အချောတက်ကိုဒီဘက်ကချိန်ပါကိုစတီအကြမ်းချိန်တာပါအတိကျလိုချင်ဖိုင်နဲ့ချိန်ပါဒီဘိုးရဲ့သဘောတဘာဝအတိုင်းကားရန်ချိန်လို့ရတယ်တိုးတော့ရှော့ရှာဖို့အတွက်ဆိုရင်4.2ချိန်အပေါင်းတော့မှန်အောင်တက်ဒါရဲ့ရှော့ရှာနီမီလီရှော့ရှာနီပါအဲ့လို4.2ချိန်ပြီးတဲ့ချိန်မှာဒီကားရန်ကိုဖိုင်ကိုအဆုံးထိတင်ကိုစကိုအဆုံးထိချပြီးတော့မှဒီငုံနှငုံကိုကျွန်တော်တို့ဘယ်မှာတက်လဲဆိုရင်စာကစ်ပြန်မှာတက် ။ MBR နည်းနည်းဆွဲနေလိမ့်မယ်။ပူဒါရှာခြင်းနဲ့နည်းနည်းတင်လိုက်မယ်။ပူဒါလုံးလက်နဲ့လိုက်ဆန်းခြင်းမယ်။မတွေ့သေးဘူးဆိုရင်ထပ်တင်မယ်။ပြီးတော့အကျော်ပူဒါလုံးလက်နဲ့လိုက်ဆန်းခြင်းမယ်။ဒီမှာတင်လိုက်တာနဲ့ဒီ MBR တမှုပြောင်းသွားတာများပါတယ်။မပြောင်းရင်လည်းကျွန်တော်တို့တင်ပြီးဒီတိုင်းပဲလိုက်ခိုင်းကြည့်ရတယ်။ဟုတ်ပြီဒါသူဆရာမီလီရှော့ကိုဖြုတ်မယ်ဆိုရင်ဘယ်လိုလုပ်ကြမှာလဲ။မီလီရှော့ကိုဖြုတ်ခြင်းတော့အပေါင်းနှုတ်တက်ထားပြီးတော့ဒီကောင်ကနည်းနည်းလေး MBR ဆွဲနေမှာ။ပူဒါလည်းရှာမတွေ့ဘူးဆိုရင်15မိနစ်လောက်ပြစ်ထားကြည့်ပါ။ချိန်တက်လို့ရှိရင်ပူဒါလုံးလေးပေါ်လာတတ်တယ်။ မပေါ်လာရင်ဖြောဝခတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မီတာတိုင်းမျိုးတော့ဖြုတ်တဲ့နေတွေရှိပါသေးတယ်နောက်တစ်ခုကဒီပုပ်ပြားဆိုတာမျက်စိနဲ့ကြည့်ပြီးကျွန်တော်ပြင်တာပါတကာတလေမှာမှန်ဘူးနဲ့လိုက်ကြည့်လိုက်ပြီးတော့နည်းနည်းညစ်ပတ်နေတဲ့နေရာတန်ရှင်းမှုမရှိတဲ့နေရာမျိုးတွေမှာကျွန်တော်တို့တင်တာလေးနဲ့ဆေးပေးတာမျိုး cervix လို့ပေးလိုက်တဲ့အတိုင်းကောင်းသွားတာလည်းရှိတတ်ပါတယ်ဒီပုပ်ပြားတွေကိုလိုက်ပြီးတော့တင်တာနဲ့ဆေးပေးလို့ရတယ်အဲ့လိုမျိုးနဲ့လည်းကောင်းသွားတဲ့တကယ်လို့မကောင်းရင်လည်း15မိနစ်လောက်ပြစ်ထားလိုက်တာနဲ့ပူတယ်လုံးနဲ့ပေါ်လာတတ်တယ်ဖြုတ်မရတဲ့မီလီရှော့တွေလည်းရှိတတ်ပါတယ် ါဆိုလို့ရှိရင်ဒီ file ပြ supply ကိုဘာကြောင့်တုံးလဲဆိုတော့ရယ်ပြီးသွားလို့ရှိရင်သူ့ကိုကျွန်တော်တို့ short ရှာတဲ့အချိန်မှာတုံးတယ်ဒီစနစ်လေးကိုနည်းနည်းနားလည်မယ်လို့ထင်တယ်နောက်ပိုင်းမှာကျွန်တော်တို့ကလက်ရှိ short ဖြစ်နေတဲ့ circuit ပြားတွေနဲ့ရှာပြပြီးတော့မှထပ်ရှင်းပြပေးပါဦးမယ်လက်ရှိကျွန်တော်ရဲ့ video ဒီမှာပဲအဆုံးသတ်ပါမယ်ကျေးဇူးတင်ပါတယ်